ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အစားအုပ်ကတော့လူမှုကွန်ရက်နဲ့စီးပွားရေးလောကရဲ့ motivational speaker Gary V ရဲ့နာမည်ကျော်စာအုပ် Crashing တဲ့ပဲဖြစ်ပါတယ်။ဒီစာအုပ်က personal brand ကိုတည်ဆောက်ပြီးကိုယ့်ချစ်တဲ့အလုပ်ကိုလုပ်ရင်းဘဝမှာဘလို့အောင်မြင်မှုတွေရယူနိုင်မလဲဆိုတာကိုရှင်းပြထားပါတယ်။ကိုယ့်ဘဝကိုကိုယ်တိုင်ဖန်တီးခြင်းနဲ့စိတ်သက်ရှိသူတွေအပတ်တင်ဆုံးစာအုပ်ကောင်တစ်အုပ်ဖြစ်ပါတယ်။ Gary V ရဲ့အဓိကသတင်းစကားကတော့ကိုယ်ဝန္ဒနာပါတဲ့အရာကိုလှုပ်ဆောင်ပါဆိုတာပါပဲ။ဒါဟာရုပ်ရှင်တွေလိုထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ လူအများစုဟာကိုယ်မပျော်ရွှင်တဲ့အလုပ်တွေကိုလုပ်နေကြရပါတယ်။ဂါရီဗေးကကိုယ့်ရဲ့ဝါသနာ fashion ဟာအင်မတန်အစွမ်းထက်တဲ့ engine တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဝါသနာပါတဲ့အလုပ်ကိုလုပ်တဲ့အခါပတ်စံကြောင့်မဟုတ်ဘဲကျော်ရှင်မှုကြောင့်ပို့ပြီးစူးစမ်းခြင်းချေပို့ပြီးအချိန်ပေးခြင်းစိတ်တွေရှိလာပါတယ်။ဒီစိတ်ဓာတ်နဲ့လှုပ်ဆောင်တဲ့အလုပ်တွေဟာအောင်မြင်မှုကိုရည်ရှိမှပုံမှန်ခိုင်မှစေပါတယ်။ဘေးရာကိုဝါသနာပါလေ။ဘာလို့ရတာပြောဆုံးနေဆိုတာကိုရှာဖွေဖို့ကပထမဆုံးခြေလှမ်းပါပဲ။ ဒီခေတ်ကြီးမှာ personal brand တည်ဆောက်ခြင်းဟာမဖြစ်မနေလိုအပ်လာပါပြီ။လူမှုကွန်ရက်တွေ Facebook, TikTok စတာတွေဟာကျွန်တော်တို့ကိုကိုယ့်ရဲ့ဝါသနာ၊ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေကိုကဘာကြီးကိုပြသဖို့အခွင့်အလမ်းပေးထားပါတယ်။ Gary Vee ရဲ့အဆိုအရကိုယ်ပိုင်မှတ်တမ်းတည်ဆောက်ခြင်းဟာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ professional ဘဝပဲဖြစ်ဖြစ်အောင်မြင်မှုအတွက် important အရေးကြီးပါတယ်။ကိုယ့်ရဲ့ဘဝပုံစံအတွေ့အခေါ်နဲ့ကျွမ်းကျင်မှုတွေကိုအမြဲတမ်းမျှဝေခြင်းအပြင်ပြည့်သက်တရက်ကိုတည်ဆောက်နိုင်ပါတယ်။ ဒီလိုတိစောက်ထားတဲ့ပြည်သက်ဟာရေရှည်မှာတဲ့ရထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကိုဝယ်ယူမဲ့ထောက်သေးတွေဖြစ်လာနိုင်ပါတယ်။ဂါရီဘေးရဲ့အောင်မြင်မှုရဲ့နောက်ကွယ်မှာအများကြီးရှိနေတဲ့စကလုံးကတော့ hostel ပါပဲ။ညီမလို့ဆိုရင်ပြင်းပြင်းထန်ထန်စ조사အထောက်အကျလို့ပြောနိုင်ပါတယ်။အောင်မြင်မှုဆိုတာတညာလေးနဲ့ဖြစ်လာတာမဟုတ်ပါဘူး။ကိုယ်ပိုင် MLC တိစောက်ခြင်းပဲဖြစ်ဖြစ်စီးပွားရေးတစ်ခုကိုအောင်မြင်အောင်လုပ်ဆောင်ခြင်းပဲဖြစ်ဖြစ်အချိန်အများကြီးပေးရပါတယ်။သူကအားလည်းရဒါမှမဟုတ်အားလက်ခြင်းဆိုတာမရှိပါဘူး။ အားလုံးကိုအလုံးလုံးဖို့အတွက်အခွင့်အရေးအဖြစ်မြင်ဖို့အားပေးပါတယ်။တခုခုကိုအောင်မြင်အောင်လုပ်ချင်ရင်အချိန်ပြည့်စိတ်တက်အပြည့်နဲ့ပြင်းပြင်းထန်ထန်စူးစမ်းအားထုတ်ဖို့လိုအပ်ပါတယ်။ဂါရီဗေးရဲ့အတွေ့အကြုံတစ်ခုကတော့တန်ဖိုးကိုအရင်ဆုံးပေးပါပြီးမှအပြန်တောင်းခံပါဆိုတာပါပဲ။ကိုယ်ပိုင်အမတ်စိတ်တွေတည်ဆောက်တဲ့အခါကိုရပြိတကူအခမင်းအကျဉ်းဉာဏ်တွေအသိပညာတွေဒါမှမဟုတ်ချော်ပြည်ရည်တွေပေးခြင်းအဖြစ်စတင်တင်ပါတယ်ဒီလိုတန်ဖိုးတွေပေးလိုက်တဲ့အခါမှာပြိတက်တွေကတင့်ကိုစတင်ယုံကြည်လာပါလိမ့်မယ် ဒီယုံကြည်မှုကနေတစဉ်သင်ရဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကိုဝယ်ယူဖို့အတွက်စိတ်အားထက်သန်လာပါလိမ့်မယ်။အမြင့်ဆုံးငွေရှာဖို့ထက်ရေရှည်မှာဆက်စံရေးတည်ဆောက်ဖို့ကိုဦးစားပေးဖို့လိုအပ်ပါတယ်။လူအများစုရဲ့ကိုယ်ပိုင်အမှတ်တရစိတ်တည်ဆောက်ဖို့နဲ့စုံဦးတည်ထွင်မှုလုပ်ငန်းတွေလုပ်ဖို့အကြံစီတွေဟာကြောင်းရွံ့မှုကြောင့်မလုပ်ဆောင်နိုင်ကြပါဘူး။သူများတွေရဲ့ဝေဖန်မှုရှုံးနေမှာကိုကြောင်းရင်မှုစာရာတွေဟာကျွန်တော်တို့ကိုရှေ့ဆက်မတိုးနိုင်အောင်တာစီထားပါရင် ဂါရီကတော့ဒီကြောင့်ရင်းမှုတွေကိုလစ်လျူရှုပြီးလက်တွေ့လှုပ်ဆောင်ဖို့ပဲအရေးကြီးတယ်လို့ဆိုပါတယ်။လူမှုကွန်ရက်မှာဗီဒီယိုတစ်ခုကိုတင်ဖို့ကိုကြောက်နေမဲ့အစားပထမတစ်ခုကိုရရဲတင်းတင်းစတင်လိုက်ဖို့ပဲလိုပါတယ်။ကြောင့်ရင်းမှုတွေဟာစိတ်ကဖန်တီးထားတဲ့အရာတွေဖြစ်ပြီးလက်တွေ့လှုပ်ဆောင်ခြင်းအဖြစ်သာဒီအရာတွေကိုကျော်လွှားနိုင်ပါလိမ့်မယ်။ဒီစာအုပ်ဟာကျွန်တော်အတွက်တော့အောင်မြင်မှုဆိုတာကံကောင်းခြင်းတသက်မဟုတ်ဘဲပြင်ပြတဲ့စိတ်ဆန္ဒနဲ့ပြင်းထန်တဲ့အကျိုးစားအထောက်အမှုကနေလာတယ်ဆိုတာကိုနားလည်စေခဲ့ပါတယ်။ ကိုဗန်အမတ်စိတ်တိဆောက်ခြင်းဟာကိုယ့်ရဲ့ဘဝကိုထိ ंछ ုံနိုင်ဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။လူတိုင်းဟာကိုချစ်တဲ့အလုပ်ကိုလုပ်ခွင့်ရသင့်ပြီးအဲ့ဒီအတွက်အခွင့်အလမ်းတွေဟာလူမှုကွန်ရက်တွေပေါ်မှာအများကြီးရှိနေပါတယ်။ပြပြင်းထန်ထန်စူးစမ်းအထောက်ပါကိုပိုင်ပုံစံနဲ့ထိုးဖောက်ပါအခုပဲစတင်ဖန်တီးလိုက်ပါအဆုံးအထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။